အားလုံးပဲမင်္ဂလာပါရေဝရှင်လေးမှာ ပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့ April လ30ရက်နေ့လတ်လာရဲ့နောက်ဆုံးသောရက်ဒီရက်မှာ NUG စိန်ခေါ်ခံရပါတယ်ဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတောက်ဖွဲ့ဝင်တွေစိန်ခေါ်ခံရတဲ့အခြေအနေတစ်ရက်ပါဟုတ်ကဲ့ပါဒီနေ့မှာကျွန်တော်တင်ပြပေးမယ့်အကြောင်းအရာတွေက ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုင်းရင်းသားအိယာကိုတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ထိမ့်ချုပ်ထားတဲ့မြို့တွေကိုပြန်လဲသိမ်းပြမယ်လို့ကြုံဝါလိုက်တဲ့ပြောဆိုလိုက်တဲ့ကြီးရည်လီညှိနှိုင်းကုတ်ကဲရေမှုဗိုလ်ချုပ်ကြီးကျော်စွာလေးအကြောင်းကိုတင်ပြပေးမှာပါနောက်ထပ်ဒင်းတစ်ပုတ်ရှိပါသေးတယ်အဲ့ဒီသတင်းကနည်းနည်းလေးထူးဆန်းနေတယ်ဗျာ ဆိုတော့အရှိမကျွန်တော်တို့ဒါအကြမ်းဖက်စစ်ခွေတက်ကကျွန်တော်တို့ရဲ့ပြည်သူပိုင်ပစ္စည်းတွေကိုဒါခိုးကြတယ်ဒါတိုက်ပွဲဖြစ်တဲ့နေရာတွေဒါမှမဟုတ်သူတို့တွေခွေပြွက်ပြီးပြေးရင်းနဲ့ပြီးတဲ့လမ်းကြောင်းပေါ်မှာရှိတယ်ကျွန်တော်တို့ပြည်သူပိုင်ဒါဥစ္စာပစ္စည်းတွေကိုခိုးဆိုးလူ၌သွားကြတယ်ဆိုတာကိုကျွန်တော်တို့တက်သိဒီနေ့ကမြင်ခဲ့တွေ့ခဲ့ရပြီးဖြစ်တယ်ဆိုတော့အရှိကသူတွေကတော့သူတို့တွေခိုးတဲ့အထက်မှာကြောက်စိမ့်တုံးတွေပါတယ်ဟုတ်တယ်နော်ကျွန်တော်မြင်ပါတယ်ပြီးတော့ ျွန်တော်တို့ပတ်စံတွေအထက်လိုက်ဒါအများကြီးအချို့ဆိုရင်ဒါဘန်ကျွန်တော်တို့ဒါစီးတစိတ်ပတ်တော်မှာမဖြုတ်ရသေးတဲ့ပတ်စံတွေအထက်လိုက်ထက်လိုက်ဒါအချို့ဆိုရင်အလဝိယနာတွေဖြစ်တဲ့ဆွဲကြိုးတွေအလက်ကောက်တွေအပြီးတော့အချို့ကြောက်ဒီကြောက်တန်ကျွန်တော်တို့ဘရန်များတွေပေါ့ဗျာစားတဲ့ယန္နာတွေကိုသူတို့တွေဟာပြည်သူတွေရဲ့နေအိမ်တွေကို ဖောက်ထွင်းပြီးတော့ တေဆောင်ခိုးယူထွက်ပြေးကြတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။ဆိုတော့ဒီကနေ့မှာတော့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကကျွန်တော်ပြည်သူပိုင်ထမိန်ကိုခိုးပြီးတော့ထွက်ပြေးတဲ့အကြမ်းဖက်စစ်ခွေးတကောင်အကြောင်းဖြစ်ပါတယ်။ဒါလည်းကျွန်တော်တို့စီမှာသက်တည်ရှိပါတယ်။သက်တည်နေတကွာတင်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ video ကိုအဆုံးထိဝင်ကြည့်ရှုပေးဖို့ကျွန်တော်ရဲ့မိဘပြည်သူတအူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်။ အန်ယူဂျီကတော့စိန်ခေါ်လိုက်စိန်ခေါ်ခံလိုက်ရပါတယ်ဆိုတော့စိန်ခေါ်လိုက်တဲ့သူကလည်းကြီးရည်လေးညှိနှိုင်းကုတ်ကဲရည်မှုဘုချုပ်ကြီးကြော်စွာလင်းဆိုတော့ကျွန်တော်တို့ပြည်သူ့ကောင်ကရေးတပ်ဖွဲ့ဝင်တွေနဲ့ ERO တပ်ဖွဲ့ဝင်တွေတက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေကိုတနေ့မှအကုန်လုံးကိုပြန်သိမ်းပြမယ်လို့သူ့ရဲ့နှုတ်ကပြောဆိုလိုက်ပါတယ် ဆိုတော့ကျွန်တော်တို့သတိထားရမယ်ဒီလိုပြောဆိုလိုက်တယ်ဆိုတာသူ့မှာအကြောင်းရှိပါလိမ့်မယ်ဆိုတော့ကျွန်တော်ကဒီအကြောင်းတွေကိုဒါမတင်ပြခင်မှာ သူ့ရဲ့အကြောင်းကိုအရင်အဦးဆုံးတင်ပြခြင်းပါတယ်ဟုတ်ပြီအဲ့ဒီကောင်အခုကျွန်တော်တို့ဒါပြည်သူတရက်လုံးကိုစော်ကားလိုက်တာပြည်သူတရက်လုံးကိုပါစင်ခေါ်လိုက်တာဒါကပြည်သူလူထုရဲ့တော်လှန်ရေးကိုဗျာ ဆိုတော့ကျွန်တော်တို့ပြည်သူတွေရောကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ရဲဘော်တွေရောပြီးတော့တိုင်းရင်းသားကာကွယ်ရေးရဲဘော်တွေရောပြီးတော့ NUG အတိုင်းဝိုင်းကြီးတစ်ခုလုံးကိုဒဲစင်ခေါ်လိုက်ချင်းဖြစ်တယ်လို့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်။သူစင်ခေါ်နိုင်တဲ့အကြောင်းအရာဒီအကြောင်းအရာကသူ့ရဲ့အရေးချင်းနဲ့တိုက်ရိုက်သက်ဆိုင်ပါလိမ့်မယ်။ ဆိုတော့ကြောစွာလင်းဆိုတဲ့ကောင်ကဘလူကောင်မျိုးလေအရင်ဆုံးကျွန်တော်တို့လေ့လာကြည့်အောင်ပါဟုတ်ပြီကြောစွာလင်းဆိုတဲ့ကောင်ကအရာရှိသားသမီးတွေနဲ့ပေါင်းပြီးတော့ဘုသင်နှံဖြီအရာရှိဖြစ်လာတဲ့ကောင်ဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြောစွာလင်းကြည့်နေမယ်ဆိုရင်မှားတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာဝင်ရေးဒါမှမဟုတ်ကြောစွာလင်းနဲ့ပတ်သက်တဲ့ကောင်တကောင်ကောင်ကြည့်နေမယ်ဆိုရင်လည်းကျွန်တော်ရဲ့ကွန်မန့်မှာဝင်ရေးဟုတ်ပြီ နောက်တစ်ခုသူကို၌ကစီဘလောက်ကျွမ်းကျင်လဲဆိုတော့ကျွန်တော်ပြောရတယ်သူ့ရှော့မပြန်နေသူဟာရှည်တန်းကိုချိန်ဖန်များစွာတွားခဲ့တဲ့သူဖြစ်တယ်ရှည်တန်းပြန်တော့ကျွန်တော်ရင်ပြပါကျွန်တော်တို့တက်မှာကျွန်တော်တို့ဒါလူကြီးတိုင်းဝိုင်းနေနဲ့ပတ်သက်ပြီးတော့တနည်းအားဖြင့် PSO လုတ်ပြီးတော့အရာရှိ အရာခံဖြစ်လာတဲ့သူတွေထဲမှာကြော်စာလင်းထိတ်ဆုံးကပါတယ်ဆိုတော့ तू က PSO ကောင်းတယောက်ပါ ပြောချင်တာကတော့အိတ်ဆွဲတဲ့ကောင်ဖြစ်ပါတယ်ဟုတ်ပြီ PSO ဆိုတော့လေရုပ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကြွန့်ကျင်တာပေါ့ဗျာစေးနဲ့ပတ်သက်တာတွေကတော့ခဏလေးကျွန်တော်ပြီးသွားရင်ပြောမှာသူရှည်တန်းထွက်ဖူးတဲ့အကြောင်းဟုတ်ပြီ သူငရေနုပြုဇင်းတဲ့အချိန်တည်းကလည်းပဲအရာရှိတာဟာမိတွေနဲ့ပေါင်းပြီးတော့အရာရှိဖြစ်လာခဲ့တဲ့သူပြီးတော့စည်ရင်နဲ့ပတ်သက်ပြီးတော့လဲဟုတ်ပြီဗျာကျွန်တော်အချက်လက်လည်းနေပဲတင်ပြပေးပါမယ်သူရှင်နဲ့ထွက်ဖူးတယ်ဆိုတဲ့အကြောင်းကိုပဲတင်ပြဟုတ်ပြီသူရှင်တန်းကိုအချိန်ဖက်များစွာထွက်ဖူးတယ်ဘယ်နေရာကိုထွက်တာလဲရန်ကုန်မြို့ရဲ့ပြည်သူရင်ပြင်း ီးတော့ရန်ကုန်မြို့ရဲ့ရွှေတကုံဖျားဆရာတက်နဲ့နီးစက်တဲ့အတိုင်းဝိုင်းကကျွန်ရဲ့မိဘပြည်သူတွေသိပါတယ်ဆရာမြို့အတွင်းထဲမှာသူတို့ရှင်နှန်းထွက်ကားပါတယ်နောက်တန်းပြန်နေဆိုတာကသူတို့ရဲ့တရင်ဌာနချုပ်တစ်ခုခုကိုပြန်ပြီးတော့ဝင်ပြရတာပါဆရာရှင်တန်းကြော်စွာလင်းထပ်ပါတယ်အဲ့ဒီထွက်တဲ့နေရာကရန်ကုန်မြို့ရဲ့ပြည်သူရှင်ပြင်းနေရာပါဟာ ပြည်သူရင်မြေမှာဘာတိုက်ပွဲရှိလို့လဲဆိုရှိတာဗောကျွန်တော်မြင်ပါရန်ကုန်ကျွန်တော်မြင်ပါတယ်သိမှာပါအပြည်သူရင်မြေမှာကျွန်တော်တို့ဒါတုံးနေခံထားတယ်ဆိုတော့တုံးနေကိုကြော်ပြီးတော့အမ်ခွာပြီးတော့အသွားတဲ့သူတွေပြီးတော့ပြည်သူရင်မြေမှာစော့ကစားရင်းနဲ့ရန်ဖြစ်တဲ့သူတွေလည်းရှိမယ်ဆိုတော့ပြည်သူရင်မြေမှာဒါလုံခြုံရေးယူရတဲ့ကောင်ဖြစ်တယ်အဲသူရဲ့စီကျွမ်းကျင်တဲ့အပိုင်းတွေပါ နောက်တစ်ခုရန်ကုန်မြို့ရဲ့ရွှေတကုံဟာသူတို့ရဲ့ ရှည်တန်းလို့သတ်မှတ်တဲ့နေရာတစ်ခုပါဆိုတော့ရာရှိတယောက်ဖြစ်ဖို့ရှည်တန်းထွက်ကပါတယ်အဲ့ဒီထွက်ကတဲ့ရှည်တန်းကပြန်လာမှပခုံးပေါ်အပွင့်နေတင်တာဖြစ်ပါတယ်ဘာကြောင့်ရွှေကုံကလည်းသူတို့အတွက်ရှည်တန်းနေရာပါရွှေတော့ရွှေကုံရဲ့အလံပြဖျားဆိုရင်ရန်ကုန်ကကျွန်တော်မြင်ပါပြီကောင်းကောင်းသိပါတယ်ကျွန်တော်တို့ဂျပန်ခစ်ကလေးကဂျပန်တွေတိစောက်ခဲ့တယ်ကျွန်တော်တို့ဒါ ဟာလိုင်ကောင်းတွေလိုင်ကူတွေအချုပ်ခန်းတွေရှိတဲ့နေရာဆိုတော့အဲ့ဒီနေရာမှာယနေ့အချိန်ထိလည်းသူတို့တွေအထိုင်ချတက်ဆွဲထားတယ်ဆိုတော့အဲ့ဒီမှာဒါသူတို့ရဲ့ရှေ့တန်းပေါ့ဗျာရှေ့တန်းအဲ့ဒီနေရာမှာသူတို့ဘာလုပ်ကြတာလဲရှူလုံးပြောက်လုံးကြုံရေးယူပေးရတာပါသူတွေကိုလုံးကြုံရေးယူပေးရတယ်ပုံမှန်လင်းလင်းပြောမယ်ဆိုရင်တော့ငပြောသည်အုံးသည်ရောင်းတဲ့ကောင်တွေကိုလုံးကြုံရေးယူပေးရတာဖြစ်တယ် ဆိုတော့ရွှေကုံဖျားမှာရှော့မတက်နဲ့ကျွန်တော်မိပါမပြောသည်အုံသည်ပွဲတွေရောင်းတဲ့သူတွေကတာမန်လူတွေမဟုတ်ဘူးပစံရှိရဲ့အတိုင်းဝိုင်းတွေပဲအဲ့ဒီမှာလှုပ်လို့ရတာလှုပ်ခွင့်ရတာဆိုတော့သူတို့တွေအဲ့ဒီနေရာမှာဘာနဲ့စတော့ကြတယ်ဆက်ဆက်ပြီးတော့ကျွန်တော်ရဲ့မိပါတွေစဉ်းစားမြင်မိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ပါတယ်အခုကျွန်တော်ပြောနေတဲ့ကြောစာလေးရှည်တန်းပြန် ကြောစာလင်းရဲ့တိုက်ရဲ့ခိုက်ရဲ့ကြောစာလွင်းရဲ့ဆွမ်းဆွမ်းတမန်ရွတ်ရွတ်ချုံချုံအသက်ကိုဗောဓနာမထားပဲနဲ့ရဲရဲတိုက်ရဲရဲချိန်မှုန်းဆိုတဲ့ရှည်ရန်စစ်မြင်တာပြင်အကြောင်းကိုကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကြောစာလင်းနဲ့ပတ်သက်တဲ့သူကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေမယ်ဆိုရင်တို့တွေတေချာပဝန်ခံရပါလိမ့်မယ်။ဟုတ်ပြီကြောစာလင်းကရုံးလုံးငယ်မဲ့လုံးတက်တဲ့ရုံးစရေးပါ။ဆိုတော့ တက်မာကတော့ပုံစံလေးတွေရှိတာပေါ့ဗျာဆိုတော့ရုံးလုပ်ငန်းကြောင့်ကျင်နေသူတွေကလည်းရုံးလုပ်ငန်းလှုပ်ဆောင်ကြပေါ့ခြေလက်စင်မြင်နေပြီမှာကျွန်တော်တို့ဒါတာဝန်ယူတဲ့လူတွေတာဝန်ယူကြပေါ့ဒါပေမဲ့ကြောစွာလင်းကငပါအဲ့ကောင်ကလူလဲကပ်ဖားဖြစ်တယ်ဆိုတော့သူ့ရဲ့ကြွန့်ကျင်တာကကပ်ဖားရက်ဖားလှုပ်တဲ့ပညာသူရန်ကြွန့်ကျင်ပါတယ်ဒါကြောင့်လည်းပဲဒါကျွန်တော်တို့ DSC စပြီးတော့ဝင်ရောက် try ပြီးတော့စောင်းမွဲဖြစ်တဲ့အချိန်မှာလည်းပဲ ူဟာအရာရှိသားသမီးကြီးတွေနဲ့ပေါင်းသင်းပြီးတော့အရာရှိသင်္นานဖြစ်ဆိုခဲ့သူ ပြီးတော့အရာရှိသင်္นานဖြစ်ဆိုပြီးတဲ့နောက်ပိုင်းမှလည်းပဲ PSO အိတ်ဆွဲလုပ်ခဲ့တဲ့သူဒါကြောင့်ကျွန်တော်အရှိမပြောတဲ့ PSO ဆိုတော့လေရုံးလုပ်ငန်းလေးကျွမ်းကျင်တာပေါ့ဗျာရုံးလုပ်ငန်းမကျွမ်းကျင်တဲ့ပညာမတတ်တဲ့ကောင်တွေအလုံးမလုံးချင်တဲ့ကောင်တွေတက်သေးမှအများကြီးရှိတယ် ဆိုတော့အရေးအချင်းလေးနည်းနည်းလေးပြပြီးတော့ကဖားရက်ဖားပြီးတော့လက်ရှိအချိန်မှာတော့ကြီးရေလေးနှိမ့်နိုင်ကိုကဲရေမှုဘုချုပ်ကြီးကြော်စွာလေးဖြစ်လာတဲ့သူ့ရဲ့တမိုင်းမှာဟာသူ့တမိုင်းတအားကိုကြီးပါတယ်ဆိုတော့ဒီကနေ့မှာသူကထုတ်ဖော်ပြီးတော့စိတ်ခေါ်လာတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ချိန်မုံမယ်ဆုံးဆုံးထားတဲ့မြို့ရွာနေမြေတွေကိုတတနေ့မှအကုန်လုံးကိုတိုက်ခိုက်သိမ်းယူပြမယ်ဆိုတော့ဒီအချိန်นี้ဖြစ်လာခဲ့ရင်ကျွန်တော်မိပါတယ်စိုးရင်ပူပန်မှုရှိနေမှာစိုးလို့ကျွန်တော်ကပြင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီဖြစ်စဉ်လေးကိုတင်ပြပေးပါမယ် ကာကွယ်ရေးဦးစီးချုပ်ဂျုံမှာပြီးခဲ့တဲ့28ရက်နေ့ညနေပိုင်းမှာကျွန်တော်တို့အစည်းအဝေးလုပ်ပါတယ်အဲ့ဒီစည်းအဝေးကတော့နောင်ချိုဗမော်ဖာကန်ကျွန်တော်တို့ပထောင်းနဲ့ ARR မှာရှိတဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးတော့အစည်းအဝေးလုပ်တာပါဆိုတော့ ARR ကိုလည်းရခိုင်နဲ့အရခကျွန်တော်တို့ရခိုင်ကအရခတက်တော် AA နဲ့ကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေထိုးစစ်ဆင်နေတယ်ဟုတ်ပြီကျွန်တော်တို့နောင်ချိုမှာလည်းကျွန်တော်မြင်ပါတယ်တည့်တဲ့အတိုင်းပဲ ဗမောကလည်းပဲဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့နေရာဖားကန့်ပူဆိုးပထောင်းကတော့ဘယ်ကောင်းမှတော်မှခြေတော်မချရဲတဲ့နေမြေဘယ်ကောင်းမှဆိုတာကစစ်ခွေးရဲခွေးကျွန်တော်စကားမှန်လားမမှန်လားဆိုတာအဲ့ဒီပထောင်းတို့ဗမောတို့ပြီးတော့ကျွန်တော်တို့ဒါ ARI စီစာမျက်နှာနေရာထက်တီးတီး ကိုအကြမ်းဖက်စစ်ခွေတက်ရဲခွေစစ်ခွေသွားရဲလားလို့သူတို့ကိုပေါ်တင်မေးလိုက်ရင်သိပါလိမ့်မယ်ဟုတ်ပြီဒီလိုအချိန်လေးမှာအကြမ်းဖက်စစ်ခွေတက်ကလေးချောင်းကနေပြီးတော့အသာစီးရယူနိုင်မယ်ဆိုတဲ့သူတို့ရဲ့တခုဒီတော့ဆင်မနာပြင် ဖွင့်နိုင်တဲ့အခြေအနေနဲ့ကျွန်တော်တို့ကိုဒီချောင်းကနေပြီးတော့ တိုက်ခိုက်အနံယူဖို့သူတို့တွေပြင်ဆင်ခဲ့တဲ့လက်ရှိလဲအသုံးပြုနေစေလေကြောင်းကနေဘလိုမျိုးပဲသူတို့တွေဘုံကျဲတိုက်ခိုက်မှုတွေရှိနေပါစေမြေပြင်မှာကျွန်တော်တို့ဟာတစ်ခုပြီးတစ်ခုအရှိကိုတိုးပြီးတော့တိုက်ခိုက်သိမ့်ပိုင်နေတာကိုအံ့ဩပွဲအကြမ်းဖက်စစ်ခွေးတက်ကကောင်းတွေငုတ်တုတ်မေးထိုင်ကြည့်နေရပါတယ်ဒါကြောင့်လည်းပဲဒီစီဝေးကိုသူတို့လုတ်တယ်ဒီစီဝေးလုတ်တဲ့အချိန်မှာပဲ ဘိုးချုပ်ကြီးကြော်စွာလင်းစည်ရဖြူဟာတွေချပြလာတာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဘိုးချုပ်ကြီးကြော်စွာလင်းကလည်းပြတ်သားပါတယ်ရို့ဂျွာတွေကိုအကုန်လုံးကိုပြန်သိမ့်ယူပြမယ်ဘယ်နေ့လဲဆိုတာကိုထဲ့မပြောဘူး၃လလားတစ်နှစ်အတွင်းလားဒါမှမဟုတ်၃နှစ်အတွင်းလားသူပြောတဲ့စကားပါ သူကိုယ်တိုင်စစ်မတိုက်ရတော့ရှေ့တန်းမှာလူတွေဘလောက်တည်နေမလဲဆိုတာမသိဘူးတဲ့ဟုတ်ပြီအချိန်နေရရက်ကိုတော့တက်သေးကកောင်းတွေကဖင်ဩခေါင်းဩကျင်းနေတယ်လို့ရှိသမျှအမွှေးတွေအကုန်လုံးထောင်နေတယ်လို့ကျွန်တော်တို့တိကျတဲ့သတင်းရရှိထားပါတယ်။ तू ကပြောတယ်လေ။ဘယ်နည်းလဲဆိုတာကိုထဲ့မပြောဘူးမှန်တာပေါ့။ စီရေမဟာဗျူဟာရန်ကြီးမတော့ဘယ်နဲ့လဲဆိုတာသူပြောမှာမဟုတ်ဘူးဒါကတော့လိုအပ်ချက်ကိုဗျလက်ခံပါတယ်၃လလာတစ်နှစ်လာဒါကလည်းလက်ခံပါတယ်ဒါမှမဟုတ်၃နှစ်အတွင်းလာဆိုတော့နည်းနည်းတော့များသွားပြီကျွန်တော်ရင်ပြီပါသူစပြောတာတလားနှစ်လားတစ်နှစ်တစ်နှစ်ကနေပြီးတော့နှစ်နှစ်၃နှစ်လာဒါတော့မှ तू ကမပြောတတ်သေးဘူးတဲ့ဆိုတော့ နှစ်ပေါင်း30များကြာပါမလားနှစ်ပေါင်း3အောင်များကြာပါလားဒါမှမဟုတ်တမလွန်မှာပဲကျွန်တော်တို့ကိုတရေတပတ်အနေနဲ့ပဲပြန်ပြီးတော့တိုက်မလားဆိုတာကိုတော့ကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါလက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ဟာတော်တော်လေးကိုဒါစည်ရင်မှမျက်ဖြူကျနေတာပါဆိုတော့လက်ရှိသူတို့တွေလေချောင်းကနေပြီးတော့ဘုံကျတိုက်ခိုက်မှုတွေပြီးတော့ဒီအပိုင်းအတွင်းမှာဒါတို့အစိတ်အသင့်ဘုံတွေကို အရင်လိုတစ်လုံးနှလုံးနဲ့ကျဲတာမဟုတ်ဘဲနဲ့ငါးလုံး၆လုံး၈လုံးအထိကျဲချပြီးတော့ရက်ဆက်ပြနေသည့်တိုင်အောင်ကျွန်တော်သတိရရမှကြည့်လိုက်ကျွန်တော်စကန်တွေပစ်လိုက်ရတာရှိပါလားကျွန်တော်နေမြေတွေဆုံးရှုံးသွားတာရှိပါလားဒါဟာလက်ရှိမြေပြင်အခြေအနေပါဟုတ်ပါတယ် ကျွန်တော်လက်ရှိအချိန်မှာဂျမ်ပဖက်စစ်ခွေးတက်ရဲ့တိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင်ကြီးမားတဲ့တပ်စခန်းပေါင်း146ခုနဲ့မြို့ပေါင်း90ကျော်တရားနီးပါးအထိလက်လွတ်ထားရတဲ့အခြေအနေမှာဒီအခြေအနေကိုသူဟာပြောင်းပြန်ပြန်လှန်နိုင်တဲ့အနေအထားတစ်ခုကိုဥဆောင်သွားမှဖြစ်ပါတယ်။မာဗျူအာတွေကိုလည်းစနစ်ကြရေးဆွဲထားတယ်။ ဆိုတော့ကျွန်တော်အတိပေးလို့ဒါကတော့ကျွန်တော်တို့တော်တော်လေးကိုသတိထားရမယ်သူရဲ့တိုက်ပွဲဝင်ခဲ့တဲ့ဒါရှေတန်းပြန်အာစစ်သားဟောင်းကြီးဆိုတာကိုလည်းကျွန်တော်မိဘတွေကိုအရှိမသူရှေတန်းထွက်ခဲ့တဲ့ရွှေကုံဖျားအလံပြစီဒီရွှေကုံမှာငပြောသည့်အုံသည့်ပွဲတွေနဲ့သွားပြီးတော့အလုရှုပ်နေတဲ့ကောင်းပြီးတော့ပြည်သူရင်ပြင်မှာခလေးဆောင်ရတဲ့ကောင်း ဒီကောင်အရေးချင်းတွေကြောင့်ကျွန်တော်တို့များစွာစိုးရိမ်မကင်းဖြစ်မိပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ဖတ်စစ်ခွေးတက်ကတရားဝင်ထုတ်ဖော်ပြီးတော့တရားဝင်စိန်ခေါ်လာတဲ့အခြေအနေတွေကိုကျွန်တော်ရဲ့မိဘပြည်သူတရက်လုံးကိုကျွန်တော်ပြန်ပြီးတော့တင်ပြနေခြင်းဖြစ်တယ်ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေလည်းစိန်ခေါ်ခံလိုက်ရသလို NUG အတိုင်းဝိုင်းတစ်ခုလုံးလဲစိန်ခေါ်ခံလိုက်ရတဲ့အခြေအနေပါ ဟုတ်ပြီနောက်ထပ် ထူးခြားတဲ့ဖြစ်စဉ်တစ်ခုအဲ့ဒီဖြစ်စဉ်ကတော့အရင်ချိန်ကကြောက်စိမ့်တွေရွှေတွေငွေတွေကျွန်တော်လက်ဝဲရနာပစ္စည်းတွေကိုကျွန်တော်တို့ဒါလူယူခိုးနှိုက်ပြီးတော့ခွေးပြေးဝပြေးပြေးတဲ့လမ်းကြောင်းမှာအကျဉ်ဖက်စစ်ခွေးတက်ရဲ့ဓာတ်ဘော်ဒီအသေးကောင်းတွေစီမှာကျွန်တော်တို့သိသိရမိခဲ့ပြီးဖြစ်တယ်ဆိုတော့ကျွန်တော်မိပါတွေကိုကျွန်တော်အနေငယ် message လေးပေးခြင်းပါတယ် ချို့သောသတင်းတွေကကျွန်တော်အနေနဲ့ဓာတ်ရိုက်ထုတ်ပြန်လို့မရတဲ့အခြေအနေမှာကျွန်တော်မိဘတွေအတိပေးတဲ့သတင်းတွေကိုတော့အတိပေးပါတယ်ဆိုတော့သတင်းကိုကျွန်တော်ချက်ကားပြီးတော့တင်ပြနေတာမဟုတ်ဘူးဆိုတာကျွန်တော်ရဲ့ဗီဒီယိုကိုအများနဲ့ကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေသိပါတယ်အရှိတော့ဒါဗီဒီယိုနှစ်ပုတ်သုံးပုတ်မှာကျွန်တော်မိကုန်းနေအများကြီးသတိတန်းကြီးမင်းနေကြတာရှိပါတယ် ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးကျွန်တော်တင်ပြခြင်းဖြစ်တယ်ဟုတ်ပြီထမင်ခိုးတဲ့အကျမဖက်စစ်ခွေးတက်ကကောင်ကိုတော့မိလိုက်ပါပဲမတန်ဘူးလားတန်လားကျွန်တော်မိပါလေသုံးဖြတ်ရမှာဖြစ်တယ်ဒါကြောင့်အရှိမဒါကြောက်တန်ပရမများတွေကြောက်စိမ့်တုံးတွေဒါငွေတွေထက်လိုက်နဲ့ဒါဖန်စီရမိခဲ့တဲ့ကောင်တွေနဲ့အခုထမိန်ထိုးထမိန်ခိုးလိုက်တဲ့ကောင်ရဲ့အခြေအနေနဲ့ကျွန်တော်တို့မိဘတွေကဒါ သုံးသက်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီဖြစ်စဉ်ကကျွန်တော်တို့ဘ고ယုံမပေါ်တတ်လာတဲ့အကြမ်းဖက်စစ်ခွေးတက်စစ်ကြောင်းကိုကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကချိန်ပုံတုတ်တင်လိုက်တဲ့ဖြစ်စဉ်ကအစပြုပါတယ်အကြမ်းဖက်စစ်ခွေးတက်ကစစ်ခွေးအကောင်90ပါတဲ့စစ်ကြောင်းထိုးလာပါတယ်အကိုယုံမကိုဘကူမှကျွန်တော်တို့ရှိနေတယ်ဆိုတာကိုသူတို့သတင်းရတယ် တိန်ရတော့ညော့မင်းတို့လိုချင်တဲ့လက်နက်ယူရမင်းတို့အင်အားတွေစုဖွဲ့ပြီးရမင်းတို့စစ်ကြောင်းထုတ်အမှန်ကအသေးခံကားလိုက်တာတခါတည်းမှာသူတို့ဟာသူတို့ရဲ့အောက်ကငတ်စနူခွေးပေါက်တွေခဏအချိန်ထိဘာမှမသိသလိုလက်ကင်ထုတ်အလုတ်ခန့်နေရတဲ့ပြီးတော့ခွေးရိုးကိုရှာနေရက်နေတဲ့ကောင်တွေကို ရှေတန်းဘကိုးယိုးမကိုပို့ပြီးတော့အသေးခံခိုင်းလိုက်တဲ့ဖြစ်စဉ်တဲကဒီနေ့ထမိန်မှာခိုးတဲ့အကျံဖက်စစ်ခွေးတက်ကိုမိလိုက်တာပါအဲ့ဒီ80ပါစစ်ကြောင်းမှာအကျံဖက်စစ်ခွေးတက်အကောင်30တိဆုံးသွားပါတယ်ဆိုတော့တိဆုံးနေဆိုတော့အရင်လေးစကားလေးရလှကျွန်တော်ပြောနေကြအတိုင်းပဲမက်ဆီတော့ကြိုက်ချင်မိရပါနဲ့အဝေးစီးငရဲကိုကိုတွင်းကိုတူးသွားတယ် တွင်းကျူးတာတော့မှနတ်အောင်မတူးတော့အဲ့ဒီကောင်တွေရဲ့အပုံနဲ့ကတော်တော်လေးကိုနန်းဟောင်းမိုးလေးတစ်ပြက်တစ်ပြက်ရွာတဲ့အချိန်မှာမြင်မကောင်းရှုမကောင်းတဘာပတ်ဝန်းကျင်မှာပျက်စီးတော့မယ်တဘာပတ်ဝန်းကျင်ရဲ့အနန္တတွေ့ဒါမကောင်းတဲ့အခြေအနေမှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကသူတို့ရဲ့အလောင်းတွေကိုသူတို့ရဲ့အပုပ်ပွားတွေကိုစုပြီးတော့ရှင်းလင်းလိုက်ရပါသေးတယ်ဟုတ်ပြီ ဒီပြစ်စင်ကဘကိုးတိုင်းမင်းလာမြို့နယ်အပိုင်းဘကိုးရိုးမှအထွန်းထဲကိုအင်အား80ပါချန်ဖက်စစ်ခွတ်တက်စစ်ကြောဒါတက်လာတဲ့အချိန်မှာပိတ်ဆို့ဝင်းရံဂျောင်ပိတ်အရိုက်ခံလိုက်ရတဲ့ပြစ်စင်မှာဟုတ်ပြီဒီပြစ်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကပဲအပင်မန်းခံပြီးတော့ဒါကျွန်တော်တို့ရသပြည်သူတွေအနက်အသက်တွေလုံးဆွာမခံနိုင်တော့တဲ့အချော့အဆုံးမှာသူတို့တွေကိုစုပြုံပြီးတော့ ဒါရှင်လင်းလုတ်လိုက်ရတဲ့အကြောင်းကို theory ခရိုင်ကတာဝန်ရှိတဲ့သူကပြောဆိုလာတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ဒါတိုက်ခိုက်မှုအတွင်းမှာ jump passive ခွေးတက်အကောင်30ချက်မနေသိဆုံးပြီးတော့အတူအပြတ်တွေနဲ့ခွေးပြေးဝပြေးထွက်ပြေးစကြောင်းတစ်ခုလုံးပုံပြတ်ခွေးတက်ပါပြတ်သွားတယ်လို့ကျွန်တော်တို့တိကျတဲ့သတင်းတွေရရှိထားပါတယ်ဟုတ်ပြီအဲ့ဒီမှာရှင်လင်းရေးကျွန်တော်တို့လုပ်ရပါတယ်ရှင်လင်းရေးလုပ်တော့ လက်နက်ခဲယမ်းကိုကျွန်တော်တို့ကရှင်းတာဒါလက်နက်ခဲယမ်းနေကျွန်တော်တို့သိသိတယ်ပြီးတော့ရရရတဲ့လက်နက်ခဲယမ်းတွေနဲ့စင်းတွေလုတ်တယ်ပြီးသွားရင်အဲ့တနက်တွေလည်းကျွန်တော်တို့စက်ကပါသေးတယ်သတင်းတွေချက်မှာကျွန်တော်ရဲ့မိဘတွေဒါလက်ပေါင်းတနက်ပေါ့နော်တနက်30 50ဝင်းကျင်တော့အချို့ဆိုရင်တောင်နဲ့တောင်နဲ့ရာနဲ့ချီပုံးနေတာတနက်တွေအများကြီးအဲ့ဒီအချိန်မှာဗျမ်းမြအဖြစ်၃ပုံတပုံလောက်က ြီကုံမထွက်တဲ့သနက်တွေပါတယ်ဆိုတော့လက်ရှိအကြမ်းဖက်စစ်ခွေးတက် standard army ဘဘကြီးထုတ်ပေးတဲ့လက်နက်တွေကောင်းလားမကောင်းလားဆိုတာကိုမြေပြင်ကရဲဘော်တွေကိုမေးကြည့်ပါကျွန်တော်တို့စီမှာသူတို့လက်နဲ့သူကင်တော်မကင်ရင်တကယ်ကျွန်တော်များသောအားဖြင့်ကျွန်တော်ကိုနိုင်ရှင်းနေသွားတဲ့အချိန်မှာ AK47 ပဲကျွန်တော်ကင်16ဖြစ်ကအာမရလို့ ဆိုတော့ဒီကောင်လေးရှိရရတဲ့ MACD ဘောင်းတစ်ချက်ထွက်ပါအရှိရကြီးတော့ထွက်သွားတယ်ကြီးကုန်မထွက်သွားဘူးကြီးကုန်မထွက်သွားကျွန်တော်တို့ကကြီးရထထိုးလို့မရဟာအဲ့ဒီမှာပြဿနာဆာဘယ်လဲဆိုင်ပါတယ်ဆိုမှခွေးတုံးနဲ့ခွေးကိုပြန်ရိုက်ဖို့အဲ့ဒီဒုက္ခလည်းအဆွေဟာကျွန်တော်တို့ဒါချို့မိပါတွေဒါ MACD လက်နက်တွေပေါ့နော် သူတို့ကင်တဲ့တနက်တွေကိုခြေတန်းမှာပဲဒီလိုဒင်ကကင်ပြီးတော့စိတ်ဆိုးပြီးတော့ရိုက်ချိုးခဲ့တဲ့လက်နက်တွေအများကြီးရှိတယ်ဆိုတော့ဒီလိုလက်နက်တွေကိုအကြမ်းဖက်စစ်ခွေးတက်ကကောင်းနေကင်နေရတာပါဆိုတော့သူတို့တွေလက်နက်တွေအများကြီးရှိတယ်ပြီးတော့သူတို့တွေဒါအရင်ကအစ်မြင့်ပါတယ်လက်နက်ထက်လက်နက်ထုတ်စက်ယုံကြီးလည်းရှိပါတယ်ဆိုတော့ကောင်တွေဟာအကြီးအသွေးမပြည့်တဲ့လက်နက်တွေအမြောက်အများနဲ့ရှည်တန်းမှာ တွားရောက်အတိခံရတာအခုဘိုးယုံမကိုအဖို့ခံလိုက်ရတဲ့အဲ့ဒီစစ်ကြောင်းဟာလေရွေချက်ရှိရှိနဲ့ဖိုးကျွေးလိုက်တဲ့စစ်ကြောင်းလို့ကျွန်တော်တို့ပြန်လဲပြီးတော့တိလိုက်ရပါတယ်ဆိုတော့သူတို့တက်ချင်းချင်းမှလည်းအဆင်မပြေဘူးဆိုတော့အရှင်းမှာကျွန်တော်ကြီးရေလေးကိုကဲရေမှုဟလာဘိုးမှုကျုပ်ပေါ့ဗျာကြော်စွာလှိမ့်ပေါ့ဘိုးကျုပ်ကြီးကြော်စွာလှိမ့်သူ့ကိုမချစ်တဲ့ကောင်တွေအများကြီးရှိတယ် ။ဘာကြောင့်လဲ။ခြေတန်းမှာနှစ်ပေါင်းများစွာတော်ဝင်ယူထားတဲ့ဒါဗျူဟာမှုတွေခြေတန်းမှာနှစ်ပေါင်းများစွာအလုံးလုံးပင်ပန်းခံမိဝေးဖဝေးနဲ့နေခဲ့တဲ့ကောင်းတွေထက်ဆောပြီးတော့သူကအရာရှိထဲမှာတော့မှတော်တော်လေးကိုအမိကတန်းပေါက်သွားတော့အရှိအကောင်တွေကမမြင်နေဘူးဒါကြောင့်လဲဒီကောင်ကိုဖင်တွန်းလိုက်တာလားမသိဘူးဒီကောင်ကတော့စကားကြုံသွားပါပြီဆိုတော့စကားကြုံရင်တော့ ကျွန်တော်တို့လူငယ်တွေနဲ့တွေ့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါစကွေးလောင်းတွေဟာတော်တော်လေးကိုပုတ်ပွားပြီးတော့ရုပ်ပြဆင်းပြဖြစ်နေတဲ့အတွက်အဲ့ဒီအကြံဖက်စစ်ခွေးတက်ရဲ့လောင်းတွေကိုလည်းကျွန်တော်တို့ဒါစုပြုံပြီးတော့ရှင်းလင်းလိုက်ရတဲ့အချိန်လေးဒီလိုရှင်းလင်းလုပ်နေတဲ့အချိန်မှာအကြံဖက်စစ်ခွေးတက်ကခိုးလာတဲ့ထမိန်တထယ်ကိုကျွန်တော်တို့အမှတ်မထင်အာအသင့်ကိုတွေ့လိုက်တာပါ ဆိုတော့ဒီတပုံကိုကျွန်တော်ရဲ့ Telegram မှာကျွန်တော်တင်ပြပေးမယ်ဆိုတော့ထက်စင်လေးလည်းပါတယ်ဗျာကျွန်တော်တို့ဟိုအခေါ်ပါတိတ်အစင်လို့ပြောမလားဗောနော်ခေါက်ရိုးလေးတော့ကျိုးနေတုံးပဲဆိုတော့ထမိန်ကဒါအတိတ်အကောဆိုတော့ကျွန်တော်ထမိန်ဈေးနဲ့ပတ်သက်ပြီးတော့တန်ဖိုးမသိတဲ့အတွက်အဲကျွန်တော်တန်ဖိုးလေးကိုတော့ဗျမ်းမြကျွန်တော်မှန်းဆလို့မရပါဘူးဆိုတော့ကျွန်တော်မိဘတွေအဲ့ဒီထမိန်လေးကိုကြည့်ပြီးတော့ဗောတန်ဖိုးလေးမှန်းဆပေးပါ သူဒီတမိန်ကိုဘာကြောင့်ခိုးတာလဲစကောသူနောက်တန်းပြန်တဲ့အချိန်မှာသူဟာသူ့ကောင်မလေးပေါ့ဗျာသူ့ကောင်မလေးကိုလက်ဆောင်ပေးဖို့လားမျက်နှာလှုပ်ဖို့လားဒါမှမဟုတ်ဂျာချစ်ခွင့်ပံ့ဖို့အတွက်ဆာပရိုက်လှုပ်ဖို့လားဗောနော်ဆိုတော့ကျွန်တော်တို့ဒါလူငယ်တွေအမြင်နဲ့ကြည့်မယ်ဆိုရင်ဒါမိကလေးတယောက်ကို sports လုပ်တော့เนาะ propose လုပ်တဲ့ဒါပုံစံမှာပန်းလေးနေ propose လုပ်တာရှိတယ် ပြီးတော့ကျွန်တော်တို့ surprise ပေါ့နော် lesson gift တခုခုလေးနဲ့ဒါအချက်ခွင့်ပန်ကြတာလေးလည်းရှိပါတယ်ဆိုတော့ဒါကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ဗျာကျွန်တော်တို့ပြည်သူရဲ့ထမိန်ကိုခိုးပြီးတော့သူမျက်နှာလုံမယ်ဆိုတော့ကျွန်တော်သူ့နေရာမှာပြန်စင်းစားတယ်ဟာဒီကောင်လက်ပြရောလုံမမလားတကယ်တော့ဟုတ်ပြီ तू आ လူပြိုဖြစ်တယ်ဆိုရင်အဒီထမိန်ပေးလိုက်လို့သူ့ကိုပြန်ပြီးတော့ချစ်ပါတယ်ဗောဗျာအာ အရန်ကိုဘောကြသွားတယ်ပေါ့ဗျာအသူ့ကိုထမိန်အောင်ပေးတယ်ဆိုတော့ဒါမိန်ကလေးတွေ feel တခုတော့ရှိသွားမယ်ဗျာကျွန်တော်ထင်တယ်မကျွန်တော်မသိဘူးပေါ့နော်ဆိုတော့ထမိန်ရလိုက်တဲ့အတွက်အရန်ကိုဝမ်းတာပြီးတော့သူ့ကိုဒါအဖြစ်ပြန်ပေးမယ်ပေါ့ဆိုတော့ဒါမျိုးသူတွေးထားလို့လားမသိဘူးဒါမှမဟုတ်အိမ်အောင်ရှိတယ်ဆိုရင်သူနောက်တန်းပြန်တဲ့အချိန်မှာသူ့မိမအတွက်ဒီထမိန်အစ်စ်လေးကိုနော်ဗတ်တိတ်အစင်လေးဒီထမိန်အစ်စ်လေးကိုပေးလိုက်မယ်ဆိုရင်သူ့မိမအရန်ပျော်သွားမယ်ထင်တယ်ဗျာဘာလို့လဲဆိုတော့ အကြမ်းမဖက်စစ်ခွေးတဲ့အောင်ချေစစ်ခွေးတွေဟာရတဲ့လာကြကလည်းနှစ်ပြဲ၆ပြားလက်ရှိကျွန်တော်နိုင်ငံရဲ့ကုန်စည်နှုတ်နဲ့သူတို့တွေဘာမှလုပ်လို့မရဆိုတော့မိမဖြစ်တဲ့သူကဖဲရိုက်မယ်နှလုံးထိုးမယ်ပြီးတော့ဗာလဲအချားပေါ့နော်အချားကိစ္စတွေနဲ့ပါဝင်ပတ်သက်နေတယ်ဆိုရင်အကျွေးအောင်ထပ်သွားအောင်မယ်ဆိုတော့အချို့ဆိုရင်ဒါသူတို့ရဲ့ဒါကျွန်တော်တို့လာတာထိုးတဲ့စာအုပ်ရှိတယ်အဲ့စာအုပ်ကိုဒါသူတို့ရဲ့အရာရှိတွေစီမှာပဲပြန်ပေါင်ပြီးတော့ သူတို့တွေငွေတွေတုံးနေကြရတာရှိတယ်ပြောချင်တာကတော့လာဇာလာထုတ်လာတယ်သူတို့လက်ထုတ်အဲ့ဒီလာဇာငွေသားရောက်မလာဘူးဘာဖြစ်လို့လဲဆိုတော့ဟိုမှာလာဇာထုတ်တဲ့စာအုပ်ကသူများကိုအပ်ထားရတယ်သွားပေါင်ထားတာပေါ့ဗျာဒီစာအုပ်ကိုပေးပြီးတော့ငွေယူသူတို့ကထုတ်ပြီးတော့သုံးတာဆိုတော့ဒီအချိန်လေးမှာထမိန်တထယ်တောင်မှအသက်မဝင်နိုင်တဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့အချိန်အနည်းတွေကိုလည်းကျွန်တော်တို့မြင်တွေ့လိုက်ရတာဖြစ်တယ်ဒီထမိန်အသက်လေးကိုအိတ်ကလင်းနဲ့ထုတ်ပြီးတော့ ကျောပုတ်ကြီးလေးတွေထဲ့ပြီးတော့လွေလာတယ်ဆိုတဲ့ခွေးသားတကောင်ရဲ့အကြောင်းကျွန်တော်စဉ်းစားတာစိတ်တော်မကောင်းတကယ်ပါဆိုတော့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဘာပဲလူလူကျွန်တော်မိဘတွေကတခုမကြံအမြဲတမ်းဝင်းကူညီနေတဲ့လက်ရှိအခြေအနေကြီးမှာသူတို့ဟာသူတို့သဘောကျနှစ်သက်တဲ့ သူတို့ရဲ့မိမတွေတက်သူတို့ရဲ့ကောင်းမလေးအတွက်ထမိန်တထဲတော်မဝယ်ပေးနိုင်နဲ့ထမိန်တထဲတော်မစင်ပေးနိုင်နဲ့အခြေအနေအတွက်တော်တော်လေးကိုဂယုနာတတ်မိတာဆိုတော့အဲ့ဒီကောင်ကိုကျွန်တော်တို့အတိရတာပါဆိုတော့ကျွန်တော်ပြောနေတဲ့အချိန်မှာအဲ့ဒီကောင်ကငရဲမှဒီထမိန်လေးနဲ့တဝဲလက်လေဖြစ်နေမယ်လို့တော့ကျွန်တော်တို့မြင်အောင်မိတယ် ခုတ်ပြီတမိန်ခိုးတဲ့ကောင်တွေကျွန်တော်တို့မှာတက်သေးရှိတယ်ကျွန်တော်တို့မှာတက်သေးမရှိဘဲနဲ့မပြောဘူးလေရင်ပြစ်ရှိတယ်လို့လည်းကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့မှာလေရင်ပြစ်ရှိတယ်ကျွန်တော် NUG ရဲ့ခေါင်းဆောင်ပိုင်းတွေပြောသလိုမျိုးကျွန်တော်ပြောတာမဟုတ်ဘူးလေရင်ပြစ်ရှိတယ်ဟုတ်ပြီဒါကကျွန်တော်ရဲ့မိသားစုကြီးအမြဲတမ်းခုလိုပဲဇွနီနေကြအခြေနေပါဟုတ်ပြီဒီကနေ့မှကျွန်တော်တို့တင်ပြ ခဲ့တဲ့အကြောင်းအရာတွေကတော့တမိန်ခိုးတဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်းကျွန်တော်ကတော့သူ့ကိုနည်းနည်းလေးဂူနာတတ်မိတယ်စိတ်မကောင်းဘူးပေါ့ဗျာဟိုဘက်ရက်ကရောက်သွားတော့လေဟိုဘက်ရက်ကဇရိုက်နဲ့ဟိုဘက်ရက်ကအဆင်တန်းနဲ့တူတဲ့အခြေအနေတွေပဲနောက်ဆုံးမှအသက်ပြောက်သွားတဲ့ကောင်းကျွန်တော်တို့ဒီနေ့ဒီအချိန်မှာအရေးကြီးဆုံးအချက်ကကျွန်တော်တော်လှန်ရေးစူးစီးညှို့ပြီးတော့ အတူတူပူပေါင်းလှုပ်ဆောင်ရမယ်အချိန်ဆိုတာကို ကျွန်တော်ပြည်သူတရက်လုံးကလည်းတည်တယ်ကျွန်တော်ပြည်သူတရက်လုံးကလည်းလူလာတောင်းတနေတယ် ERO တိုင်းသားတပ်ဖွဲ့ဝင်အသီးသီးကလည်းဒါကိုပုံဖော်ပေးနေကြပါဘီလို့ကျွန်တော်သတင်းကောင်းပြောကြားရင်းနဲ့ဒီကနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစီနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်အမြဲတမ်းစူးစမ်းပေးနေပါတယ်လက်နက်ဘေးစစ်ဘေးကပ်ဘေးကြောင်းနေတယ်ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်အူးချင်းစတိုင်ဘီရဲ့နေကင်းရှင်းပါတဲ့ကြောင်းလေးနေနဲ့စွတ်တောင်းရှင်းနေ 只能给我想办法。<noise>